ပေါင်နှစ်ဘီလီယံဒေါ်မီတည်ဆောက်မဲ့ United ရဲ့ဗေးတင်အကြီးမားဆုံးခွင့်သစ်ကြီးရဲ့နာမည်ကဘာဖြစ်မလဲ။ဗရိတ်သမားလုံးမဲမင်လာများဝေလူကျော် IMAC Consul Go Sport Area ကနေပြောင်းလဲထုတ်လိုက်ပါရင် Manchester United အသင်းအောင်အသင်းတည်ဆောက်မဲ့အင်ကွင်းချင်းရဲ့ပုံစံတင်တွေကိုစတင်ချပြလာခဲ့ပြီဖြစ်ပါရင် Sergeant Rackley ရဲ့ IUS က United ရဲ့ရှယ်ယာတချို့ကိုဝယ်ယူပြီးကြတဲ့ကအင်ကွင်းတည်ကြီးတည်ဆောက်ဖို့ရည်ရထားတာဖြစ်ပါရင် ်လက်ရှိ Old Trafford ခွင်ကဘောလုံးအသင်းကြီးတွေထဲမှာတော်တော်လေးကိုဒိန်းအောင်နေပြီဖြစ်သလို Omen Hounan ပြန်စီနေတာဖြစ်ပါတယ် United ရဲ့ကွင်းသစ်ကြီးဟာပရိသတ်ပေါင်းတသိန်းထိဝင်ဆန်းပါဖြစ်ပြီးဂျာဟာဝင်မာလီကိုကျော်လွန်ပြီး UK ရဲ့အကြီးမားဆုံးဘောလုံးကွင်းကြီးဖြစ်လာမှာဖြစ်ပါတယ် United ဟာဆိုဝါကွင်းသစ်ကြီးကိုပေါင်တန်း2000အထိအကုန်ကျခံပြီးတည်ဆောက်သွားမှာပါကွင်းကခေရှိပြေပုံစံဖြစ်ပြီးအမြင်အသိအစမ်းဆုံးကွင်းဖြစ်နေမယ်ဆိုတော့ထွက်ပေါ်လာတဲ့ကွန်ဆန့်အတွေကနေမြင်တွေ့လို့ရနိုင်မှာပဲဖြစ်ပါတယ်။ပုံနေရကွင်းရဲ့အပြင်ဘက်မှာ၃ပွင့်ဆိုင်တိုင်ကြီး၃နဲ့ကချန်ရန်တီရှိနေတာပါ။အောက်ဖက်မှာတော့ကွင်းကိုလာရောက်တဲ့ပရိသတ်တွေအပန်းဖြေမဲ့နေရတဲ့ဈေးဆိုင်တွေတီရှိနေမှာဖြစ်ပါ ါတယ်။ United ဟာ Quinty G ကို9နှစ်အတွင်းတည်ဆောက်သွားဖို့ရာရည်ရွယ်ချက်ထားတာပါတယ်။ဒါကြောင့်2030မှာ United ရဲ့ Quinty G ကိုမြင်တွေ့ရှုစားရတော့မှာပါ။ဒါဆိုရင် Quinty ရဲ့ Ultra 4ကို United တို့ဘာလို့သွားဖို့ရှိမလဲ။တတိယနေ့ရတော့ United ဟာအသင်းရဲ့အမွေအနှစ်ဖြစ်တဲ့ Ultra 4ကိုဖြိုချပြစည်းလို့ခြင်းမရှိပဲလူငယ်အသင်းနဲ့အမျိုးသမီးအသင်းတို့ရဲ့အိမ်ကွင်းအဖြစ်အသုံးချသွားဖို့ရာရှိတယ်လို့ဆိုပါတယ်။ဒါဆို United ရဲ့ Quinty G ရဲ့နာမည်ကိုရောဘယ်လိုပေးသွားမလဲဆိုတာစိတ်ဝင်စားစရာပါ။ Samuel Lapta က United ရဲ့ Quinten နာမည်နဲ့ပတ်သက်ပြီး lead တစ်ခုထုတ်လာခဲ့ပါတယ်။ပုံထဲမှာ Neutral Force Stadium လို့ Quinten နာမည်ကိုရေးသားထားတာတွေ့ရပါတယ်။ ကြည်ရတာ United တို့ရဲ့ကွင်းသင်းအတွက်ယာယီနာမည်ကို Neutral Four လို့ပေးချပုံရပါတယ်။ဒါပေမဲ့တေချာကတော့ဒီနာမည်ဟာတရားဝင်နာမည်မဟုတ်သေးပါဘူး။ဘာလို့လဲဆိုတော့ဘောလုံးအသင်းတွေကနောက်ပိုင်းတွေမှာအိမ်ကွင်းရဲ့နာမည်ကို Sponsor ရှာတက်လို့ပဲဖြစ်ပါတယ်။ Man City ဆိုရင်သူတို့ရဲ့အိမ်ကွင်းနာမည်ကို ETL ၄ချောင်းလိုင်း၊ Barcelona ဆိုရင် Spotify စသဖြင့်ရောင်းစားထားတာဖြစ်ပါတယ်။ United ဟာ Ultra Four အိမ်ကွင်းကို135နှစ်ကြာတက်တက်မှာဘလို့နာမည်ရောင်းစားခဲ့တာမျိုးလုံးဝမရှိခဲ့ပေမဲ့ Neutral Four ကိုတော့ရောင်းစားသွားနိုင်ခြေရှိနေပါတယ်။ United ရဲ့ Ultra Four ဟာယဉ်ကျေးမှုတမိုင်းကြောင့်ကြီးမားတဲ့နေရာဖြစ်ပါတယ်။ဒီကွင်းကြီးကိုအမိသေးပြုပြီး United ဟာကမ္ဘာလုံးဆိုင်ရာပုံရိပ်အဖြစ်တည်ထောင်နိုင် ခဲ့သလိုအောင်မြင်မှုများစွာကိုလည်းစုကူသိမ့်ပိုင်အရယူနိုင်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး Ultra 4ကိုဆွန်းခွာပြီး Queen Tech ကိုပြောင်းရွှေ့တော့မယ့်ကိစ္စကစင်မကောင်းစရာလည်းဖြစ်ပါတယ်။ United နေပြရတဲ့ Ultra 4ကိုကိုယ့်အိမ်ကိုရလို့သဘောထားပြီးနေထိုင်ခဲ့တာက Sir Alex Ferguson ပဲဖြစ်ပါတယ်။ Ferguson အကြီးအတွက်ကတော့ Ultra 4ဟာမမိနိုင်စရာဖြစ်နေမှာပါ။ဒါဆိုရင် Ferguson ကတော့ Ultra 4ကိုဆွန်းခွာပြီး Queen Tech စီ United ကိုပြောင်းရွှေ့မယ့်အပေါ်ဘယ်လိုများမှတ်ချက်ပေးလဲဆိုတာတစ်ချက်လောက်ပြန်ကြည့်ရအောင်ပါ။ ESPN နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Ferguson က မန်ချက်စတာယူနိုက်တက်အသင်းဆိုတာအမြဲတမ်းအကောင်းဆုံးသောအရာတွေကိုပဲလှုပ်ဆောင်နေရမယ့်အသင်းဖြစ်ပါတယ်။ကွင်းနဲ့ကွင်းပြင်မှာအကောင်းဆုံးတွေကိုစားလောင်နေရမှာပါ။ကျွန်တော်ကစားနေတဲ့အိမ်ကွင်းလည်းပါပါတယ်။ Ultra Pro အိမ်ကွင်းကပုဂ္ဂိုလ်အရာကျွန်တော်အတွက်အများကြီးအမှတ်တရထူးထူးခြားခြားရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရင်းရင်ရမှာပါ။ကွင်းသစ်တည်ဆောက်ရမှာပါ။ကွင်းသစ်မှာအနာဂတ်အတွက်တမိုင်းသစ်တွေရေးထိုးရမှာပါလို့မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။โอเคပါမြန်မာဗီဒီယိုလေးကနေလာပါပဲ။နောက်နေပါလေအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချိုလိုက်ရပါတယ်ခင်ဗျာ။